โอเคအခုကျွန်တော်ပြောတဲ့ပုံစံသုံးမျိုးနဲ့ပေါ့နော်နေစဉ်သုံးစကားပြောတွေမှာ for example အစားအသုံးပြုလို့ရပါတယ်ရှင့်အားလုံးမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယို file လေးမှာကြတော့လေကျွန်တော်တို့တစ်ခုခုကိုဥပမာအနေနဲ့လို့ပြောခြင်းတဲ့အခါမှာငငယ်တဲ့အတိထားတဲ့ for example နဲ့ပဲပြောနေတော့လားโอเคအခုကျွန်တော်ပြောတဲ့ပုံစံသုံးမျိုးနဲ့ပေါ့နော်နေစဉ်သုံးစကားပြောတွေမှာ for example အစားအသုံးပြုလို့ရပါတယ်ရှင့်โอเคစလိုက်ရအောင်အရင်ဆုံးကျွန်တော်တို့နံပါတ်1 like ် like နဲ့ပေါ့နော်သုံးပြီးပြောမယ်ဆိုလို့ရှိရင် तू ကနေ့စဉ်30ကပြောနေမှာအတွေ့ရအများဆုံးပုံစံဖြစ်ပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် some fruits like apples and oranges are healthy ချို့အသီးနှံတွေဥပမာအနေနဲ့ဆိုလို့ရှိရင်လိမ္မော်သီးတို့ပန်းသီးတို့ကပေါ့နော်ကျန်းမာရေးအတွက်အထောက်အကူဖြစ်ပါတယ်တဲ့ okay နောက်နံပါတ်2 suggest သူကကျွန်တော် speaking မှာကို writing မှာကိုသုံးလို့အဆင်ပြေပါတယ်နော်။ဥပမာအနေနဲ့ဆိုလို့ရှိရင် we need school supplies such as pencils and books ။ ်ငါတို့ပေါ့နော်ဒီအကြောင်းအတွက်အထောက်အကူပစ္စည်းတွေလိုအပ်ပါတယ်ဥမာအနေနဲ့ဆိုလို့ရှိရင်ခဲတံတို့စာအုပ်တို့ပေါ့တဲ့နောက်ထပ်ကျွန်တော်တို့နံပါတ်3 for instance okay သူ့လည်းကျွန်တော်တို့ဥမာအနေနဲ့လို့ပြောကျွန်တော်ရှင်သုံးပါတယ်သူကကျတော့ကျွန်တော်တို့ formal နည်းနည်းဆန်တယ်ဒါပေမဲ့သူ့ကိုကျွန်တော်နေ့စဉ်သုံးအနေနဲ့လည်းအသုံးပြုလို့ရပါတယ်နော်ဥမာအနေနဲ့ဆိုလို့ရှိရင် there are many hobbies you can try for instance painting or dancing မင်းဆန်းလို့ရတဲ့ဝါဒနာတွေအများကြီးရှိပါတယ်။ဥမာအနေနဲ့ဆိုလို့ရှိရင်ပကြီဆွဲတာတို့ကတာတို့ပေါ့တဲ့။အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင်။